အားလုံးမင်္ဂလာပါ။ Divaka Health Knowledge Sharing Channel အနေနဲ့ကြိုဆိုပါရစေ။ဒီနေ့တချင်တဲ့အတူ Grade 10 Biology Chapter 2 Sense Structure and Organization ကိုကျွန်တော် overview လေ့လာကြရအောင်။ Sense Structure and Organization ဆိုတဲ့ Chapter 2အောက်မှာ2.1က Sense as the building block of the life ဘာသာစံစီက life ရဲ့ building block ပေါ့နော်အဲ့2.1ရဲ့အောက်မှာမှာဘာတွေထပ်ပါလဲဆိုရင်2.11က cells theory sense in method that then says the name here cards are 2.12 are prokaryotic and eukaryotic cells difference for now so the back concept map ne chi me so yi now concept map ma sense ka ni bro na ku khwe tha ya po and eukaryotic now kuna pyo ke 2.1 cells building blocks ma ye cells theory po hop na cells theory now ara ga di အပေါ်ဆုံးဆက်ဆံခြင်း sales နဲ့ပတ်သက်ပြီးတော့မှ sales က building block ဖြစ်တယ်ဆိုတဲ့အကြောင်းရင် sales theory အကြောင်းလင်းသွားပြီးရခါကြာလို့ရှင်ကျတော့ဒီဘက်မှာ you program နဲ့ you got this difference နှစ်ခုကွဲသွားဟုတ်နော်ကွဲသွားပြီးရခါမှာကျတော့2.2မှာ eucalyptus sales structure အကြောင်းလေးလာရဲ့ပေါ့ဟုတ်နော် eucalyptus sales structure အကြောင်းလေးလာတဲ့အခါကျတော့ဒီမှာ eucalyptus sales structure အကြောင်းလေးလာအဲ့မှာ sense components sense organization ကိုပြောတာ။အခုတို့ဒီမှာ sense components ရေးပြခါကြောင် sense organization ဟုတ်နော် sense components ရ sense organization ရ organization မှာမှာသူကကျလို့ရဲ့ tissue စီပေါ့။ဟုတ်နော် sense ကနေပြီးတော့ tissue ဖြစ်တယ် tissue မှာ eukaryotic အောက်မှာကျလို့အကုန်လုံးမလိလောက် plant tissue နဲ့ animal tissue အကြောင်းပဲလိလောက်တယ်။ဟုတ်တယ်မှာ sense ရ tissue ရ organ ရဲ့ organ system ဖြစ်သွားတယ်ဒီ organization လေးလာသူကသူရဲ့ sense components ပေါ့ဟုတ်နော်ဒီ cell components တွေအောက်ပဲလေးလာတဲ့အခါမှာခုနလိုပဲသူက tissue မှာ plant cell နဲ့ animal tissue မှာ plant tissue နဲ့ animal tissue ခွဲလေးလာတယ်လို့ပဲ sense component အောက်မှာ plant cells နဲ့ animal cells components အကြောင်းလေးလာလေးလာတဲ့အခါကျတော့သူတို့နှစ်ခုမှာတူညီတဲ့အချက်တွေရှိတယ်မတူညီတဲ့အချက်တွေရှိရဲဆိုပေါ်မှာကျွန်တော်ဒီ overview ကိုရေးထားရပေါ့နော်ဒါချေလို့ဟိုဘက်နဲ့တစ်ချက်ကြည့်ရအောင်အဲ့တော့ဒီမှာ chapter 2ပေါ့ sense register and organization or do a sense register and organization အောက်မှာ student ကိုသူဘာတွေ expect လုပ်လဲပေါ့ဟုတ်နော်အဲ့တော့ program နဲ့ security service တွေကို distinguish ပြပြဌာနနိုင်မယ်ပေါ့အခွဲပြရတယ်ဆိုကြရသူတို့ရဲ့ characteristic zero safe function တွေပေါ်မှာ multi-problem ပြည့်ထားကြသူတို့ရဲ့ components တွေ share ထဲမှာဘာတွေပါလဲ ဘာပါလဲဆိုရဲနောက်မှာဘာလိုက်လာလဲဆိုတော့ဘလို့ characteristic ရှိပါဘလို့ function ရှိရမယ်ဟုတ်နော်အဲဒီတော့ကဒီခေါင်းစဉ်အောက်မှာလေ့လာတဲ့အခါမှာ components and organization ဖြစ်တဲ့အတွက်ကြောင့်ဒီမှာ organization အကြောင်းလေ့လာတော့ဟုတ်နော်2.1က set as the building block of the life form ဟုတ်နော် building block of the life မှာ the basic function နဲ့ယူနေအောင်စကလုံးလေးတွေတုံးတာနည်းနည်းလေးသတိထားမယ်ပေါ့ သန်းစပါလဲဆို basic functional unit အဲ့ဒီမှာမှကျွန်တော်နှစ်ခုကွဲသွားတယ် multicellular organism နဲ့ unicellular organism အကြောင်းပြောရုပ်နော်ပြီးတော့ဒီနားမှာတော့ cell cell မှာပါတဲ့ organism တွေပြီးအရင်သိတဲ့အတွက်ကြောင့် microscope ရှိမှာပဲအဲ့လိုမြင်နိုင်မယ်ပေါ့ဟုတ်ပြီနော် cell theory basic principle of the cell theory အမှာ cell တွေဒီ building block on သူက basic structures အဲ့တော့ ဓမ္မဆိုရင် cell စီသည် basic function နဲ့ unit unit အနေနဲ့ပြောမင်းဆိုရင် basic function နဲ့ unit ဒါပေါ့ basic function နဲ့ unit ဟုတ်နော်အဲ့တော့ organization တစ်ခုအနေနဲ့ဆိုရင်သူသည် basic function နဲ့ unit ပြီးတော့အဲ့ဒီ organization ထဲမှာရှိတဲ့အသေးဆုံးဖြစ်တဲ့ smallest unit ပြီးတော့ living things တွေကိုတိစောက်တဲ့ building blocks on basic structure ဖြစ်တယ်ဟုတ်နော် ပြီးတော့ sense တွေက cell division ဖြစ်ပြီးတော့အစ်အစ်ထွက်လာကြတယ်ပြီးတော့ sense တွေမှာ information ပါတယ်ဒီ sense ဘလို့ growth ဖြစ်မလဲ development ဖြစ်မလဲ function ဖြစ်မလဲဆိုရပစ္စည်းတွေဖြစ်လာဖို့ function လုပ်ဖို့အတွက် information ပါဟုတ်နော်ပြီးတော့ cell မှာဒီဒီသူ့ရဲ့ cell က survive ဖြစ်ဖို့အတွက် chemical reaction တွေဖြစ်ရတယ် metabolism ပေါ့ဟုတ်နော်ပြီးတော့မှာ2.12မှာ prokaryotic and eukaryotic sense difference difference အကြောင်းမှာအမှန်တော့ဒီနားကြီးကနောက်မှာထပ်ပါမှာပဲဟုတ်နော် plasma membrane အကြောင်းပါတယ်သူဒီစီမီပါမျိုးပဲဖြစ်ကြပြီးရင် cytoplasm ရှိရေဟုတ်နော်အဲ့ထဲမှာမှာ organelle စီရှိရေပေါ့အဲ့ပြီးရခါကျတော့ဒီ vessel ပဲဖြစ်ဖြစ်သူမှာ gene ပါတယ် gene เสียပါနဲ့လောက်ထားလဲ so in the form of dna dna နဲ့လောက်ထားဟုတ်နော်ပြီးရင် also have the ribosomes ဆိုတာသူရဲ့ prokaryote က eukaryote မှာ ribosome တွေပါဟုတ်ပါနော် ribosome တွေပါအဲ့ပြီးရဲ့အခါမှာဒီပတ်စံက cells of the prokaryote နဲ့အဲသူက prokaryotic cells မှာဘာတွေပါလဲဆိုတော့ bacteria နဲ့ archaea ဒါရှိမှသင်ခဲ့ပြီးသား prokaryotic cells ကြီးနောက် eukaryotic cells ဆိုရင်ဒီမှာကျေလို့ပါပါမလဲ protist စီ fungus စီ animal စီ plant cell စီပါမယ်ပေါ့ဟုတ်ကဲ့သူတို့ကဒီက true nucleus ပါမပါဘော multiple မှာခွဲပြားချနိုင် ဟော size တွေအကြောင်းပြောတယ် progressive size က0.12ဒီမှာ5ဒီနာ5 micrometer eukaryotic cells ကကြောင်10 to 100 micrometer in diameter ရှိရပေါ့ဟုတ်နော်ဒီတော့ဒီ stress တွေအကြောင်းပြောရင်ဒါလေးစရသိပြီနော်နောက်မှလည်းထပ်ပါမယ်အ major difference ဒီ major difference က progressive eukaryotic cell major difference ကပါလေဆိုတော့ DNA နဲ့ဆိုင် ဒီရနေရဲ့သူဘယ်နာမှာရှိသလဲဘလို structure ရှိသလဲဟုတ်ကဲ့အငိုင်းနဲ့ပတ်သက်ပြပြောဟောဒီညာလေးကိုဒီဒီဘိုင်းမှာအရင်မလို့ဘာတောင်းလို့ဆိုတော့နောက်မှာသူကပြန်ပိုင် program နဲ့ ukulele competence and box အခုနဒါမီတာအကြောင်းပြောရတယ်ဟောဒါ main difference ကဘာလဲဆိုရင် locations of the dna ရဲ့ thread sign ော်ဒီ dna က program မှာ true nucleus မရှိတဲ့အတွက်ကြောင့် dna ဒီ cytoplasm ထဲမှာပဲရှိရမယ်ဟုတ်ပြီနော်ပြီးတော့သူဒီ circular ဖြစ်တဲ့ ဥမာ nucleic acid only ပါတယ် no protein nuclei လို့ခေါ်တယ် single copy အဲ single copy ဒီ loop ကတစ်ခုပဲပါတယ်ပေါ့ဒီဘက်ကတော့ multiple copy ဆိုရဲဟာသူက chromosome က23 pair ဆိုတော့ DNA ကလည်း copy စီအများကြီးပဲပေါ့ဟုတ်နော် DNA copy စေအများကြီးဆိုတော့ chromosome တစ်ခုမှာအဖေဘက်ကတစ်ခုအမေဘက်ကတစ်ခုပေါ့အဲ့လိုမျိုးနှစ်မျိုးရှိဟုတ်နော် အပြင်ဒီဘက်ကဆက်ကူလာဒီဘက်ကလီနီယာဖြစ်တယ်ပရိုတင်းကဟစ်စတုန်းပရိုတင်းပါတယ်သူက true nucleus ပါ nucleus ဆဲမှာလည်းပါတာအပြင် plant cell ဆိုရင် chloroplast ဆဲမှာပါပြီး animal cell ဆို mitochondria ထဲမှာလည်း DNA ပါတယ်ပေါ့ဟုတ်နော်ဒီမှာ nucleus ပါတာ ribosome တွေ size ပါတယ်အကြောင်းပြောရင်နောက် prokaryotic cell တွေမှာ membrane bound organelles တွေမရှိနော် ribosome က organelles လားဆိုတော့ ribosome ကလည်း organelles organelles ဆိုမဟုတ်တဲ့ဒါမဲ့သွားပါလဲဆိုရင် ribosome က membrane မဟုတ်ဘူးဟုတ်နော်အဲဒီမှာတော့ eukaryotic cell အောက်မှာ membrane မှာ organelle cell ပါတယ် cell wall ကတော့ prokaryotic cell မှာ cell wall ပါတယ်အဲသူလုတ်ထားခြင်းမတူ peptide glycan နဲ့လုတ်ထားရပေါ့ဟုတ်နော် made up of murine စာ prokaryotic glycan eukaryotic cell ရဲ့မှာခုန eukaryotic cell ကကျလို့ပါရှိ eukaryotic cell က protester ရင် plants တွေ animals တွေ fungi ရင်အဲ့ဒီမှာသူတို့ပါလေဆိုရင်ဆဲဝေါ်ပါလေဟာက plants နဲ့ fungi only မှာပဲပါအဲ့မဲ့လောက်ထားတာမတူ plant cell wall က cellulose on lignin နဲ့လောက်ထားတယ် fungi ကသူက chitin နဲ့လောက်ထားတယ် animal cells တွေမှာ absent ပေါ့ဟုတ်နော်အဲ့ပြီးတော့ eukaryotic cell structure ဟော eukaryotic cell structure မှာဟုတ်နော် plants and animals ဆက် common features ရှိတယ် common features ရှိရေဆိုတော့ခုနကတော့ငါကျွန်တော်ပြောခဲ့ရပါအောင် common features plants and animals မှာ common features ဆဲ membrane ပြီး cytoplasm ပါမယ်ဟုတ်နော်ပြီး nucleus ပါမယ်ဟုတ်နော် common features ရှိအဲ့အဲ့မှာပြီးရခါကြတော့ဒီဘက်မှာအတွင်းထဲမှာရှိတဲ့ organelles အကြောင်းပြောရပေါ့ဟုတ်နော်အတွင်းထဲမှာရှိတဲ့ organelles ရဲ့အကြောင်းပြောတဲ့အခါမှာဟုတ်နော် difference in cell structure အဲဒီမှာဆိုရင်ခြေလုံးက cell structure မှာ plants and animals the difference ပေါ့ဟုတ်နော် different organism ဆိုတော့ different organism ဆိုဆဲကွဲဆဲက diverse ဖြစ်တာအကျဉ်းသေးဒါပေမဲ့ same organism တွေမှာလည်း differences ရှိရေပေါ့ဟုတ်နော် differences ရှိနောက်ဒီနာလေးမှာတုံးတဲ့အတုံးနှုံးလေးလေးနည်းနည်းပါလဲဆိုတော့တချို့ fill in the blank တွေပါဆိုသိရမယ် forms follow the function forms are ပုံမှန်သဏ္ဍာန်ဒီ function နဲ့အမှန်တော့ forms is structure နဲ့ functions က relationship ရှိနေဆိုတော့ဒီလို function မျိုးလုပ်မယ်ဆိုဒီလို structure ရှိရမယ်ပေါ့ our forms now follows the function အဲ့ဒါမှတော့နောက်တနည်းပါလို့ပြန်ပြောထားလဲဆိုတော့ functions the inference the is physical feature ဒီလိုပဲ physical feature ဆိုတာ structure ပဲ structure ပဲ forms ပဲဟုတ်နော်အဲ့တော့ functions က ဘလို့ structure မျိုးဘလို့ feature မျိုးဖြစ်မလဲဆိုတာ influence လုပ်တယ်။အဲ့ဒီဘောကိုပဲတော့ဒီမှာပြန်ရေးထားတယ်။ shape and structure ဆိုတာကုနာချရမ physical features ပဲပေါ့။အဲ့ဒါဒီ reflects the different function အဲ့တော့ကျတော့ဒီဆဲစခုရဲ့ structure ကို form ဆိုလဲသုံးနေ physical features လို့လည်းသုံးနေ shapes and structure လို့လည်းသုံးနေ ဟုတ်နော်ကျန်တာတော့သူက function ကြီးပဲတုံး function ဘက်ကတော့ဒီမှာလဲ function ပဲဒီမှာလဲ function ပဲဒီမှာလဲ function ပဲဒါပေမဲ့ structure တော့ forms လို့တုံးနေပြီးရင် physical features လို့တုံးနေ shape and structure လို့လည်းတုံးနေပေါ့ပြီးရခါကျတော့ componency ဟုတ်နော် componency အဲ့တော့သူတို့တူတဲ့ဟာ nuclear cytoplasm membrane ကအဒီပေါ်မှာသူတို့ပြောခဲ့ပြီးသား common feature တွေရှိရပေါ့ဟုတ်နော် common feature တွေရှိတယ် အော်ဒီဟာကစောင်းနေတော့ဒီကံဒီဘက်ကိုအတည်သွားထားလိုက်တာပေါ့နော်။အော်ဒါကျွန်တော်က summarize ဟာမှာ component cell wall အကြောင်းပြောရမှာပေါ့နော် cell wall ဆိုတဲ့အပြင်ဘက်မှာရှိရင်ပြီးရင်ခါကျတော့သူက plasma membrane ရဲ့အပြင်ဘက်မှာပေါ့။အော်ပြီးရင်ကျွန်တော်က cell wall အပြင်ဘက်ကဟာက cell stretch strength and stretch out ပြီးရင် filter molecule ပေါ့။ဟုတ်နော် in and out ကို filter လုပ်ပြီး အဆဲဝေါကနော် plant cells မှာပါတယ်။ animal cells မှာ absent ။ဒါ animal cell eukaryote မှာခုနကျလို့ပါတော့ plant cells နဲ့ fungi တွေမှာပါနော်။အဲ့တော့ဒီမှာ cell membrane လောက်ထားတဲ့ contents ကိုသတိထားမယ်။အော်ဒီ cell wall ဆိုရင်ကျလို့ cellulose plants မှာ cellulose ပါမယ်။ဟုတ်နော် cellulose ပါမယ်အဓိကပေါ့။ glycanopectin တို့ဆိုတာလည်းတကယ်နဲ့ငါသူလေ carbohydrate ပဲ။ အမစဲမမ်ဘရင်းကဘာနဲ့လောက်ထားလဲဆို lipid lipid နဲ့ lipid မှာ phospholipid ပိုင်းလေးရာနဲ့ lipid နဲ့ protein နှစ်မျိုးပါတယ်ခုနလိုမျိုး carbohydrate ကြီးတည်သန့်တော့မပေါအောင် protein ကို attach လုပ်နေတဲ့ carbohydrate လေးပါတယ်ပေါ့ဟုတ်ကဲ့ဒီမှာ phospholipid ပိုင်းလေးနဲ့ protein ပါတယ်ဒါသတိထားအောင်အဲ့တော့ဒီစဲနှစ်ခုစလုံးမှာသူဒီ plasma membrane ပါတယ် အဲ့ဒါပြီးသူကဒီ plasma membrane ဆိုတာကဆဲရဲ့အပြင်ဘက်တစ်ခုလုံးကိုဝိုင်းရင်ထားတယ်မဟုတ် organelles တွေမှာလေဒီလိုမျိုး protein နဲ့ lipid cell membrane ပါတယ်ဟုတ်နော်သူက semi permeable ဖြစ်တယ်ပေါ့နောက်တစ်ခုက cytoplasm အော် cytoplasm ကတော့အတွင်းထဲမှာရှိရေ jelly လားအဲ့ထက်မှာ organelles တွေရှိရေပေါ့ဟုတ်နော် chemical reaction တွေဒီထဲမှာဖြစ်တယ်နောက်နှစ်ခုစလုံးမှာပါပြီးတော့ nucleus nucleus ကလည်းနှစ်ခုစလုံးမှာပါမှာပဲ secondary over cell activities ကို control လုပ်တယ် ်နျူကလ িয়াস လို့ပြောနိုင် activity ကို control လုပ်ကေဆိုစိတ်ထဲမှာခေါင်းထဲမှာတိတ်မပေါအမှန်တော့ DNA ကလောက်တာပေါ့နော်နောက်မှ mitochondria mitochondria rod shape ဖြစ်တယ် thermal membrane မှာဟုတ်ကဲ့ membrane မှာ aerobic respiration နဲ့ဘာနဲ့တွဲပေါ့မှန်နေဆိုရင် ATP ထုတ်တယ်ပေါ့ aerobic respiration ဖြစ်ပြီး aerobic oxygen သုံးမျိုးဖြစ်ပြီး ATP ထုတ်တယ် now side of synthesis on lipids နှစ်ခုစလုံးမှာပါပြီးတော့ EM အန်ဒိုပလက်စမန်ရစ်နမစကူနဲ့ rough နဲ့ရှိနေ smooth က ribosome ပေါ့ rough က ribosome ပါမယ်ပေါ့ဟုတ်နော်အတူက flattened sexy ဟုတ်နော်ဒီပြန်ပြားလေးရှိအောင် smooth က smooth ကဘာလုံးလုံးလေးပေါ့ smooth ကဘာလုံးလုံးလေးဆိုအဓိက synthesis of lipids စီဟုတ်နော် carbohydrate metabolism ဒီက carbohydrate ကအရင်သိမလို့နော် calcium storage ရှိ drug supply မျိုး detoxification လုပ်တယ် rough RAS ribosome တွေ ribosome တွေရှိရဲဆိုရင်ဒါဆိုတော့ protein synthesis နဲ့တောင်းမှာပဲဟုတ်နော် protein synthesis ဖလို protein တွေ cell membrane ဒါမှမဟုတ် cell ပြင်ပကထုတ်မဲ့ protein တွေကိုထုတ်တယ်ဟုတ်နော် ribosome မှာပြီးရင်သူက glycoprotein ဆို glycoprotein ဆို protein ကိုခန္ဓာ carbohydrate လေး attach လုပ်တယ်အာပရိုတင်းကို carbohydrate လေး attach လုပ်တဲ့ function ကဒီ rough endoplasmic reticulum မှာလောက်တယ်လို့ခေါ်ကြည့် epitaxis မှာလည်းလောက်တယ် ဟုတ်ပြီနော် plant cells နဲ့ animal cells ကိုပါမယ်ပေါ့ပြီးရဲ့အခါမှာကျတော့ Golgi apparatus အော် Golgi apparatus ကဒီဘက်ကအာရပေါ့ graft and plasmid reticulum နေသူကအနီးနားမှာ Golgi apparatus ဆက်ရှိနေအဟိုဘက်က raft ကနေပို့လိုက်တဲ့ vesicle လေးကဒီဘက် Golgi apparatus တွေကိုဝင်လာတယ်ဒီဘက်မှာ Golgi apparatus ကအဲ့ရ protein ပို့လိုက်တဲ့ molecule တွေကို collect လုပ်တယ် process လုပ်တယ် sort လုပ်တယ်ပေါ့ဟုတ်နော်ပြီးရင် convert cell sugar into cell wall ။အဲမှာလဲသူကခုန glycoprotein လောက်တဲ့ဖြစ်စဉ်ဖြစ်တယ်။နောက်သူမှာသူကြတာ make the lysosome ပေါ့။အဲဒီကနေဖစားကလေးထွက်လာ။အော်ဒီ lysosome မှာဘာလဲဆိုရင် Golgi apparatus ကနေထွက်လာတဲ့ membrane bound vesicle တွေမှာ digestive enzyme စီပါခဲ့ပြီဆိုတာဒီ lysosome ပေါ့။ဟုတ်နော်စင်ငယ် membrane နဲ့ဝိုင်းရင်ထား။အာဒီလိုမျိုး membrane နဲ့ဝိုင်းရင်ထားမယ် no internal structure ဆိုတာဒီထက်မှာ anxiety နေရာလွဲပြီးတခြားမပအောင်ပေါ့ဟုတ်ကဲ့ unwanted ဓာတ်တွေကိုဟိုက digest လုပ်ပြမယ် set ခုလုံးဖြစ်ဖြစ်မယ်ဆေးရ content စစ်နောက်က rival zone မှာနှစ်ပိုင်းရှိတယ်ဒါ rough နဲ့ free ပေါ့ rough ဆိုတာ endoplasmic reticulum ပေါ့ attach လုပ်ထားတဲ့ဟာ rough endoplasmic reticulum နဲ့ protein synthesis ဖြစ်တဲ့ large နဲ့ small cell ဖြစ်မယ်နှစ်ခုစလုံးမှာပါဟုတ်နော်ပြီးတော့ vacuole vacuole လို့ပြောရင်နှစ်ခုလုံးမှာပါမယ် plant cells မှာပါတဲ့ vacuole large central vacuole ော်ဒီဗက်ကျူထဲမှာရေရညံဝင်နေဆိုဆဲရဲ့ဘာကိုသူကတတမင်းလုပ်လဲဆိုရင်သူဒီ osmotic property နဲ့သူက density ပေါ့ dense ဖြစ်နေပေါ့နော် animal cells မှာပါ glow plus လို့ပြောလိုက်တာနဲ့ plants မှာပါရင်ဒီနားမှာ tele quality မှာကျွန်တော်ရဲ့ grow phase ပါပေါ့ photosynthesis တော့ဖို့တစံစစ်စံကလူကိုစတော့တာပေါ့ဟုတ်နော်ပြီးရင်ခါကျတော့ plasmodesmata ော် plasmodesma တာက cell plant cell တွေမှာအချင်းချင်းဆက်ပေးထားတဲ့ဟာလေးပေါ့ဟုတ်နော်ဆက်ပေးထားရဲဆိုတော့ဒီထဲက cytoplasm extension ရဟုတ်ပဲဒီပဲ molecule စီဖြတ်လို့ရတယ်ပေါ့ along water and small molecule plus freely ပေါ့ဟုတ်နော် plant cell မှာမှာမယ် animal cells မှာ absent ပြီးရင်ခါကြောင် centrosome and centriole ပေါ့ဒီတစ်ခုလုံးကို centrosome လို့ခေါ်တယ် centrosome နဲ့မှာမှာ centriole ရှိနေတာဟုတ်နော် centriole ရှိနေတာ ဒီ centrioles ਆ ပါလေ the microtubules တွေပေါ့ microtubules တွေကို arrange လုပ်ထား ring လို့မြင်တူလိုမျိုး tubular cylindrical structure လို့မြင် arrange လုပ်ထားဟုတ်နော်အနိုင် set of the triplet micromolecule the cell division mass spindle fiber စီကို attach လုပ်ပြီး grow လုပ်ပြီးပေါ့ဟုတ်နော်အဲတော့သူက plant cell မှာ absent animal cells မှာ present ပေါ့နောက်က microvilli ဒီ absent present မှာကဒီ microvilli နဲ့အတူတူပဲ plant sense မှာမပါအောင် animal sense မှာပါတယ်ပေါ့ microvilli က surface area များတော့လောက်တာ absorption အတွက်သူက intestinal cells တွေမှာရှိတဲ့ kidney မှာလည်း reabsorption အတွက်ပါမယ်ပေါ့ဟုတ်နော်အဲ့ဒါပြီးတဲ့နောက်မှာကျတို့ကဒီဘက်က sense organization ပေါ့ဟုတ်နော် component တွေပြီးသွားတဲ့အခါမှာ organization မျိုးရှိတာ organization မှာ level organization level organization ဒီ moment ကအဲ့ကော level organization ကိုပဲရေးထားတာဟော level organization ငါးခုရှိရေပေါ့ဟုတ်နော် level of organization five level of the organization and multicellular organism cell tissue organ organ system and organelles ပြီးရခါမှာကျွန်တော်ဒီနားမှာ unicellular နဲ့ multicellular အကြောင်းပြောတယ် unicellular organism ဆိုစက်တလုံးနဲ့ရှိတဲ့အတွက်ကြောင့်သူ့မှာ function အကုန်လုံးက excel ကပဲသူကသူ independent လို့ မာတီဆယ်လူနာမာတီဆယ်လူနာမှာ different types of the cell ရှိရယ် specialized cells ရှိရယ် group like လို့ပြော tissue တွေနာအတူနဲ့ဆိုင်နေ particular function ဆိုတဲ့စကလုံးတုံးနေ specified functions ကိုတုံးနေပေါ့ဟုတ်နော်အော် cell တစ်ခုနဲ့တစ်ခုပါဖြစ်ရမယ်ဆိုရင် dependent ဆိုစကလုံးတုံးနေဟုတ်နော် dependent ဖြစ်တယ်အဲ့တော့ work together အတူတကွအလုပ်လုပ်တယ်ဆိုရဲကဘာဖြစ်မလဲဆိုရင်တစ်ခုနဲ့တစ်ခု dependent ဖြစ်ရတယ်ဟုတ်ပြီနော် society တစ်ခုမှလည်းအဲ့လို အော်ကျတော့ sensitive simplest level organization အော်ဒီမှာအသုံးနှုန်းကကျတော့ဘာဖြစ်တော့ organization မှာ simplest level ဖြစ်တယ်ဟုတ်နော်အော်ရှေ့မှာကျတော့ organization မှာသူဘာပြောထားသေးလဲဆိုရင် organization မှာ basic unit of the organization လို့လည်းသုံးတယ်အခု level နေနဲ့ပြောရင် simplest level လို့လည်းသုံးတယ်ဟုတ်နော် အဲ့ပြီးရခါကျတော့ဒါကတော့သူခုနစူစီးတဲ့ဟာပဲချက်လို့ပြန်ပြထားရပေါ့ဟုတ်နော်အဲ့တော့ဒီ sense ကအော်ဂနိုင်းဆူလိုက်တဲ့ခါမှာ tissue စေဖြစ်လာတယ် different tissues combinations က organ ဖြစ်တယ်အဲ့ organ စေမျိုးစုံစုထားတာ system ပေါ့အော်ဒီ tissue စေ organ နဲ့ system နဲ့အကုန်လုံးမှာ tissue ကလည်း same tissue တွေစုထားရင်အဲ့ဒီ different tissue ပေါင်းထားတဲ့ organ ပေါ့မဟာ heart ကြီးစပါဆို heart chimney heart ကနေ blood vessel တွေပေါင်းနေ system မှာသူတို့တွေမှာ particular function ရှိရင် particular function ဆိုလို့သုံးတယ်နော်ခုန specialized function လို့လည်းသုံးတယ်နော်အဲအဲ့မှာသူတို့ရဲ့ structure ဒီ appropriate to that function အရှိရဟာလေ forms follow the function ဆိုဟုတ်နော်အ physical features ကို physical feature is influenced by function ဆို so, ဟုတ်နော်။အော်ဒီမှာလဲ stretcher appropriate to that function ဆိုတဲ့စကားလုံးတော့နော်။ဟော tissues tissues ကပါလဲ so groups of the cells မှာ similar stretcher similar stretcher လို့လည်းသုံးတယ် same characteristic လို့လည်းသုံးတယ်ဟုတ်နော်။ same characteristic လို့လည်းသုံးပြီးပြီး cell တွေဒီတူညီရဲ့ alike ဆိုတာလည်းသုံးဟုတ်နော် ပြင်းခံကြတော့ဒီ tissue တွေက specialized or differentiated both structurally and physiologically ဟုတ်နော်အဲ့တော့ဒီ particular functions ကို perform လုပ်ဖို့အတွက် structurally ရော physiologically ရောဟုတ်နော်ခုနခုနတော့ structure နဲ့ functions ပဲပြောထားတာအခုဘာမှပါလာပြီ both structurally and physiologically သူက to perform the particular functions ပေါ့ဒီတော့ plant tissue အကြောင်းပြောတယ် ပလတ်ဖောင်းမှာ online online လို့လည်းသုံးမိမယ်တကယ်လည်း parts တွေလို့ပို့ပြီးသုံးတယ်လို့စီ stamp တွေ leaf တွေရှိမယ်ပြီးရခါကျတော့သူတို့ရဲ့ tissue တွေဒီ generally common origin ကနေလောက်တယ်ဒီမှာ tissue tissue တစ်ခုရဲ့ cell တွေက common origin ကဖြစ်တယ် three basic tissue structure ရှိရပေါ့အ3 basis tissue structure ဆိုတာပြောရအောင်လေဆိုတော့ဒီ epidermal tissue ground tissue နဲ့ vascular tissue အသုံးကိုပြောတာဟုတ်ကဲ့ အာဒီပလန်စတေရှင်အောင်မှာဆယ်တူဗီရှင်လုံးနိုင်နဲ့မက်စတမက်တစ်တ िश ူးရှိမယ်ဒီဘက်က permanent tissue ပေါ့သူက incapable of the cell division အာဒီမက်စတမက်တစ်တ िश ူးအောင်မှာ epical ဆိုတော့အပင်ညာရှိလာမယ်ပေါ့ lateral ဆိုဘေးဘက်ကိုကန်းလာမယ် inner flaring meristem ဆိုတော့ internal node ဈာမှာလမ်းရှိလာမယ်ဟုတ်နော် အော်ဒီဘက်မှာ permanent tissue incapable of cell division အောက်မှာ simple tissue နဲ့ complex tissue simple tissue က one types of the cells ဒီဘက်က more than one types of the cells ဖြစ်တယ်။အော်ဒီ one type of the cell ဆဲတမျိုးတည်းပါတဲ့ tissue မှာ epidermal tissue က epithelial cells တွေပါမယ်ပေါ့နော်။ဒီဘက်က ground tissue အောက်မှာသုံးခုထပ်ခွဲ parenchyma, collenchyma နဲ့ scleronchyma ။ မပရန်ခိုင်းမအောင်မှာကရိုဖေးရေပါတယ်ကလန်ခိုင်းမရှိမင်းအက်ဆက်စီပါတယ်အရန်ခိုင်းမရှိမင်းစကန်ခိုင်းမကတော့ဆဲဝေါကတော့စကန်နီဆဲဝေါပေါ့လစ်နင်းနေပါတယ်ဆဲလူလို့စီအများကြီးပါတယ်တော့သူ့မှာဖိုင်ဘာပါမယ်စကရိုက်ဆာရှိအော်ဒီဘက်က complex tissue ဆိုတော့ရောနေရဲ့ vascular tissue အောက်မှာနှစ်ပိုင်းရှိတယ် xylem နဲ့ florent tissue ရှိရဲ့ပေါ့ဟုတ်ကဲ့သူ့မှာမှာဓမ္မထပ်ခွဲထားပြီး implant cell level organization eleven organization ကဒီနိုင်မှာချို့ပြောပြပါပါပြီ stretch and functional unit organ ဖြစ်တယ်။ဟော plants မှာ organs ကတနည်းအားဖြင့်ရှေ့မှာဘာလို့သုံးနေလဲ parts ဆိုလဲသုံးနေနော် root စ stem စ leaf စ flower စရှိပြီ။အော်ဒီ organ စမှာမရှိနေဆိုရင် tissue စရှိရပေါ့။ဟုတ်နော် animals လောက်တော့ organ မများ organ system မှာ two main system နှစ်ခုပဲရှိရ root system နဲ့ဘာနဲ့လဲဆိုရင် shoot system root system က underground ပေါ့။ အော်သူမှာ main roots နဲ့ branches တွေပါ roots ဆိုပြီးတော့ကျေရိုးသိပြီးမှ absorption လုပ်မယ် water နဲ့ minerals absorb လုပ်မယ် shoot system above the ground မှာ stem နဲ့ leaf တွေပါစေ flower စေ fruit စေပါမယ် stem ကြီးက support system နဲ့လုပ်ပြီးတယ်ကျန်တာရ leaf တွေပါလေဆို photosynthesis လုပ်တယ်ပါပါပေါ့နော် flowers ကပါလေဆို productive ဖြစ်တယ်ဒီ roots နဲ့ shoot system နှစ်ခုပေါင်းမှု plants ဖြစ်ပါတယ်ပေါ့ဒီရဲ့ခါမှာကျွေး animal tissue အခုနောက်တော့ plan tissue မှာ3 basic tissue ပေါ့ epidermis မှာ ground tissue vascular tissue ၃မျိုးရှိတယ်လို့ပဲ animal tissue မှာ4 basic group ခွဲလိုက်တယ်အဲ့ဒါဒီ epithelial ရဲ့ connective tissue ရဲ့ muscle tissue ရဲ့ nervous tissue ရဲ့ပေါ့ဟုတ်နော်အဲ့တော့ဇေရောဒီနာလေးမှာအရေးကြီးတာတစ်ခုရှိသေးတယ် tissue တစ်ခုရဲ့ structure and integrity ဒီခုန same tissue စေပေါင်း same cell စေပေါင်းနဲ့ tissue ရဲ့ structure နဲ့ integrity က၃ချက်ဟုတ်နော်၃ချက်ပထမတစ်ခုကဘာလဲဆိုရင် structure organization of the cytoskeleton cytoskeleton ဆိုတာ cell မှာရှိတဲ့ cytoskeleton ရဲ့ဘာလဲဆိုရင် structure and organization ပေါ်မှာမူတည်လေနောက်နံပါတ်2က extracellular matrix ဆိုတာ cell ရဲ့ surrounding ဘေးမှာရှိတဲ့ types and organization ခုန cytoskeleton ကိုတော့ဗာပြောခဲ့တော့ structure and organization လို့ပြောရပြီး CMO တော့ types and organization ပြီးတော့နောက်ထပ်တစ်ခုက number 3ကဆဲရီချမ်းမှာရှိတဲ့ junction hold together လောက်ထားတဲ့ junction သုံးခုပေါ်မှာမတူပါနဲ့ဒီ interval ဒီ animal tissue လေးကိုအောင်ပါ epithelial tissue or simple simples are single layer ပဲရှိရဲ့ဟာ or squamous cuboid columnar ရှိမယ် stratified attending နေရှိမယ် squamous ရှိမယ် pseudo stratified columnar ရှိပေါ့ connective tissue အမှာ loose connective tissue dense connective tissue ဒါတော့ collagen ဆိုသူ့မှာပါတဲ့ content စီ loose ဖြစ်တာ dense ဖြစ်တာ now specialized connective tissue က cartilage ပုံစံ plaque စီရှိ muscle tissue အမှာ smooth muscle skeletal muscle cartilage muscle nervous muscle sensory motor relay neurons တွေပါတယ် tissues တွေရှိမယ်ပေါ့။ဘာသာက two tissues မှာပါတယ် components components ပြီး organization မှာဒီဘက်က organs ပေါ့။ organs ကရှိမှာကျွန်တော်ပြောပြီးသား organs မှာ different tissues တွေပါတယ် different types of the tissue အဥမာဆိုရင် heart မှာဆိုရင် heart muscle only muscle tissue only ပါအောင်မဟုတ်ဘူး။ သူကြားထဲမှာ connective tissue တွေရှိမယ် epithelial tissue ရှိမယ်ပြီးတော့ nervous tissue တွေလည်းရှိမယ်เนาะ blood vessel ပါတယ်။ဟာလည်းပါမယ်ပေါ့ဟုတ်ကဲ့။အဲ့ဒါဒီသူတို့အကုန်လုံးစုပြီးတော့မှာ coordinated ပေါ့ coordinated လုပ်ပြီးတဲ့အခါမှာ heartbeat နှလုံးခုန်တာဖြစ်စေပေါ့ဟုတ်ကဲ့နှလုံး contraction ဖြစ်တယ်အော် organ system မှာခုန plants မှာ organ system နှစ်ခုပဲရှိရပေါ့ root system နဲ့ shoot system ။အော် animals မှာတော့ သူက organ system organ ဆီကလည်းအများကြီးဆိုတော့ system နေရာနေ plan ဆက်တော့ပုံများသူက seven main system ရှိပါတယ်ဟုတ်ကဲ့နော်ဒီ organ system တွေကသူတို့နဲ့ဆိုင်တဲ့ major activities of the body ကိုလုပ်တဲ့ digestive system ပေါ့ digestive system မှာပါတဲ့ components က digestive tract ပြီးရင် liver gallbladder pancreas တွေပါမယ်ဘာလို့မှာ digestion and absorption လို့ပြီးတော့ gas exchange system မှာအဓိက nans ပါတယ် uh, bagasseless oxygenate carbon dioxide ကို exchange လုပ်မယ်။ Now circulatory system or cardiovascular system ဆိုတော့ heart နဲ့ cardiovascular heart ပေါ့ vascular ဆို blood vessel ပေါ့။ Now cardiovascular ကျတော့ transport လုပ်တယ် material ဆိုရနေရာမှာ gas တွေပါမယ် nutrient တွေပါမယ် waste product တွေပါမယ် hormones တွေပါမယ်ပေါ့။ Uh, excretory system မှာတခုမကရှိရခုနယူရင်းကနေထုတ်မယ်ဖီဇစ်ကနေထုတ်မယ်ဆွက်ကနေထုတ်မယ်လန်းစကနေထုတ်မယ်တဲ့မှာအဓိကကင်နီကိုပြောထားရင် ကင်နီက blood ထဲမှာပါတဲ့ toxic waste material တွေကို filter လုပ်တယ်။နောက်တစ်ခါပါလဲဆို nervous system မှာ central nervous system မှာ brain နဲ့ spinal cord ရှိမယ်ပြီးတော့ peripheral nerves ရှိမယ်။ဒါသည် body ရဲ့ action စီကို coordinate လုပ်ပြီးရအောင် action ဆိုရင်ညာမှာခန္ဓာကိုယ်လှုပ်ရှားတာမဟုတ်ဘူး။အနာကိုမှရှေ့တခြား system တွေကိုပါသွားသွားပြီး control လုပ်တယ် digestive တို့ဟုတ်နော်ဒီဘက်မှာ nerves respiration and heart beat ကိုမေဟုတ်နော် နောက်တစ်ခုက kidney blood flow ဒါတွေလဲ nervous system မှာ control ရှိနောက်တစ်ခုက endocrine system က hormone တွေထုတ်တယ် hormone တွေက chemical messenger တွေနည်းနဲ့ message တွေထည့်သွားပြီးတော့သူတို့ရဲ့ target tissue တွေမှာသူတို့ရဲ့ action နှောက်လုပ်တယ်ပေါ့နောက် reproductive system အောက်မှာ female နဲ့ male gamete တွေကိုထုတ်တယ်အဲ့ဒါကြီး combination ဖြစ်ပြီးတော့ development of the embryo ဖြစ်လာတယ်ပေါ့ဟုတ်နော်အဲ့တော့ဒီ review question စီကတော့ ီကိုရဲ့ဒေတာမှရှိတဲ့ဆရာဆရာမတွေနဲ့ replication တွေကိုလုပ်ဖို့တကယ်ကအကြံပေးချင်ပါတယ်။ဒါကျေကွန်နာပြောခဲ့တဲ့ concept မှာ။ဟောအဲ့ဒါဆိုရင်ကျေတပ်ကတူ sales structure and organization အကြောင်းကိုကျေတို့လေ့လာပြကြပြီ။အဲ့တော့ဗမာပြည်မှာရှိတဲ့တခြား great dan biology ကိုလေ့လာနေတဲ့ကိုယ့်ရဲ့နိုင်ငံသူနိုင်ငံသားတွေကို ကျေရုနဲ့အတူလေ့လာဖို့ကျေရဲ့ဇီဝကဟက် knowledge sharing channel ကို like and share လုပ်ပေးကြပါမယ်။နောက်ထပ်သင်ခန်းစာများမှာပြန်လည်ဆုံတွေ့ကြမယ်နော်။